ဇာကာကို နောက်ထပ်နှစ်ကာလများစွာချီနောင်မယ်အာစနိကနောအလုံးမဲ့မင်္ဂလာပါခင်ဗျာ 3gauge corners ကနေအာဆယ်ပြိတ္တာတွေအားလုံးကိုပြန်လဲပြီးတော့ကြိုးဆိုပါရစေချဲသူဝေးဝေးမသွားစေခြင်းတချင်းလေးတိုင်းပဲကိုချဲရသူကိုဘသူကများဝေးဝေးသွားစေခြင်းမလဲအာဆယ်ကလည်းဇာကာကိုသူတို့ ရင်ခွင်းအဝေးမရောက်စေခြင်းမဘူးဇာကာလည်းအာဆယ်ကိုတစ္ဆာမြဲနေပါလိမ့်ဒါပေမဲ့ဘောအမေဘာမှပြောလို့မရပါဘူးဘောလုံးတော့ကမှအရာအလုံးမတီးမြဲပါဘူး ဆာကာအိုအာစတန်ရင်ဝင်ထဲကစွဲထုတ်ခြင်းတွေရှိခဲ့ဘူးတယ်။မန်စီးတီးကအနည်းဆုံးရန်သူပေါ့။ရေတုံးကလည်းမန်စီးတီးကအာစတန်ကျဲဝင်းတွေခေါ်ဘူးလို့ဆာကာနဲ့ပတ်သက်ရင်စိုးရင်စိတ်လေးရှိနေပါလေ။ဆာကာအာစတန်နဲ့တန်အောင်စင်တက်တန်းနှစ်နှစ်ရှိနေပါသေးတယ်။ဒါပေမဲ့အာစတန်ကသူ့ကိုနောက်ထပ်တက်တန်းတိုးခြင်းနေတာပါ။ပြီးခဲ့တဲ့ဒီဇင်ဘာလတွင်းမှာတကောက်ကျော်တန်ရရှိပြီးတော့အာစတန်ဝေးဆာကာတိတ်ဆိတ်နေရပါလေ။ဆာကာတန်ဟာခွဲစိတ်ကူတာခဲ့ရပြီးအာစတန်ကသူ့ကိုလွမ်းနေခဲ့တာပါ။ အခုအာစတေကအလွမ်းတွေတိုးချပြီးတော့စာကောင်အချစ်ပိုပြတဲ့နေနဲ့စာချုပ်တက်တန်းတိုးဖို့ကမ်းလှမ်းလိုက်ပါပြီ။အာစတေကစာကောင်တပားသူလက်ထဲလုံးဝအပါမခံနိုင်ပါဘူး။ဖြစ်နိုင်မယ်ဆိုရင်စာကောင်ရာတပ်ပန်စာချုပ်တောင်ချုပ်ပစ်ခြင်းနေရပါ။အသက်23နှစ်ရွယ်စာကားပြီးခဲ့တဲ့2022ခုနှစ်တွင်မှတရားသီလစာပေါင်း10သန်းကျော်နဲ့တူစာချုပ်ချုပ်ဆိုထားပါလေ။စာချုပ်တွေချုပ်ဆိုဖို့ကမ်းလှမ်းနေတဲ့အာစတေကစာကောင်လစာတိုးပေးဖွယ်ရှိနေရပါ။စာကားလက်ရှိစာချုပ်တက်တန်းက လာမယ့်2026 29ရာသီမှာတက်တန်းကုံဆုံးမှာဖြစ်ပါတယ်။ဇာတ်လုတက်တန်းကုံဆုံးမှုဝေးနေသေးပေမဲ့အာဆယ်ကစာကားရဲ့စာချုပ်တိတွတ်ခတ်တွတ်လှုပ်ရှားနေတာပါ။လက်ရှိချိန်မှာစာကားနဲ့အာဆယ်ကြားဆွေးနွေးမှုဟာတိုးတက်နေပြီးတော့ဒိမ်ကြခင်ချိန်မှာသဘောတူညီမှုရပွဲရှိနေပါတယ်။စာကားရဲ့ပါရမီဟာဥရောပရဲ့အကောင်းဆုံးကျယ်ဝင်တစ်ဦးဖြစ်တဲ့တတ်သိပြထားပါတယ်။စာကားပြိုတိုင်းကြိုက်တဲ့နေ့စီကိုင်းဖြစ်နေပြီးတော့အာဆယ်နဲ့တူချန်ပီယံအောင်ပွဲတွေရအောင်ရည်ရွယ်ကြိုးပမ်းနေတယ်။ ဇာကာလူလူငယ်ကျယ်ဝင်တူးတို့အောင်ပွဲမျောလင်းကြတိတ်ပြီးရေးကြည့်ပါလေ။အောင်မြင်မှုမရနိုင်တဲ့အသေးမျိုးမှကျယ်ဝင်တူးတန်ကြီးတက်နေရမျိုးမှဖြစ်သင့်ပါဘူး။အာစတန်ကချန်ပီယံရင်ကျေးမှုနဲ့နှီးစနေတဲ့အသင်းသင်းဖြစ်လို့ဒါကြောင့်လဲဇာကာကမန်စီးတီးကိုညှင်းပယ်ခဲ့တာပါ။ ready made တွေထက်ကိုတိုင်းဖန်တီးထားတဲ့ handmade လေးကိုမြန်လို့တန်ဖို့ထားတယ်လို့ပါပဲ။ဇာကာကမန်စီးတီးသွားရင် comfort zone နဲ့ AC နေနိုင်ပေမဲ့အာစတန်နဲ့ရုံးကန်လှုပ်ရှားပြီးမှရမယ်အောင်ပွဲကိုပို့ပြီးတော့တန်ဖို့ထားနေတာပါ။ ဇာကားအသိမကြာခင်မှာအာစတေအတွက်ပြန်လဲပေးစားခွင့်ရတော့မယ်။နိုင်ငံကရတရပတ်လွန်မြောက်ရင်အာစတေအသင်းအတွက်ဇာကားပြန်ကစားပေးနိုင်တော့မှာပါ။အာစတေကလာမယ့်တရက်နေ့မှာလန်နိုင်မျိုးကန်ပြိုင်ဘက်ဖူအမ်သင်းနဲ့အင်ဂွင်းစီချင်းတို့ကမှာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဇာကားပြန်လဲပါဝင်လာပွဲရှိနေတယ်။အာစတေကဇာကားကိုတက်တန်းတိုးဖို့နှီးစက်နေလို့ဂါဘရီယယ်နဲ့ဆလီဘာတို့ကိုလည်းတက်တန်းတိုးဖို့ဇွေးနွေးနေပါတယ်။ပြီးတော့2026နွေရာသီမှာစာတုံးတက်တန်းကုံဆုံးမဲ့ထရော့ဆက်ကိုလည်းအာစတေစာချုပ်တစ်ချုပ်ဆိုပွဲရှိနေပါတယ်။ ဇလီဘာကိုရီယက်ကစိတ်ဝင်စားနေလို့လေအာစတယ်ကစာချုပ်တက်တန်းတိုးကျင်နေတာပါဇလီဘာကရီယက်ကိုစိတ်ဝင်စားပဲအာစတယ်မှာပဲပြောနေရဆိုပြီးတော့ပြောခဲ့တယ်အာစတယ်တွေပဲအောင်မြင်မှုတွေထပ်ယူမယ်လို့ကြွေးကြော်ခဲ့ပါတယ်ဇာကာအာစတယ်အဝေးတိတ်ဆိတ်နေရပေမဲ့သူပြန်လာမယ့်အချိန်ကိုအာစတယ်ပြိသက်တွေပြင်းပြစွာမျှော်လင့်နေပါတယ်ဇာကာသာပြန်လာရင်အာစတယ်တိုက်စစ်ပိုးပြီးတော့ထပ်မြက်လာမယ်ဆိုတာဖျားဟောစရာတော့မလိုအောင်သေချာနေပါတယ်ဇာကာအာစတယ်တမိုင်းတစ်လျှောက်အကောင်းဆုံးထုတ်ကုန်တစ်ခုပါပဲ။ အာဆွေသင်ပရိသတ်တွေတော့ကုန်းစားကောင်းဆုံးပုံကြီးတစ်ခုလည်းဖြစ်ပါတယ်။ဇာကိုင်းအာဆွေချင်းမြတ်နိုးစိတ်အာဆွေဇာကောင်းတန်မှုထားစိတ်အဲ့ဒီခန်းစားချက်တွေပေါင်းဆက်ပြီးအနာကက်လာလာလေးဖန်ဆင်းပါလိမ့်မယ်။ဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲမြတ်ဆိုတော့အာဆွေသင်နဲ့ပတ်သက်တဲ့သတင်းကြောင်းအရာတွေစောင်းပါတွေအများအားဖြင့်တင်ဆက်ပေးဒီမှာဖြစ်တဲ့အတွက် like follow subscribe လုပ်ထားပြီးတော့ကျွန်တော်တို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။